အန်တီအမရဲ့အမြန်မြင်းလှနေတယ်တဲ့။ဟာရှေ့အန်တီဖြုတ်လိုက်အမဆိုရပြီနော်။ဆိုတော့အာပါစင်တဲ့အကြောင်းနေမပြောနဲ့။ကျွန်မပါစင်တဲ့အကြောင်းနေမဆွေးနွေးဘူး။ကျွန်မကလည်း အများအကျိုးရှိစေမယ့်ကိစ္စအများသင်ခန်းစာယူလို့ရမယ့်ကိစ္စเนาะအများတည်တင်းတည်လိုက်တဲ့ကိစ္စတွေပဲပြောမယ်။ပေါ်စင်တဲ့ကိစ္စကလည်းသူကသူဟိုကျမကိုလာပြီးဘယ်အကြောင်းအရာဆွေးနွေးရမလဲဆိုရုံးဝတ်ဒီဆိုပြီးလာလို့တယ်ရုံးဝတ်ဒီကျမကဘာဆွေးနွေးကြရလို့လဲဟုတ်လားเนาะသူကသူဘသူနဲ့တွဲတွဲလေဘသူနဲ့ကြိုက်ကြိုက်လေဘသူနဲ့ထက်ယူယူလေဟုတ်တယ်လားလွတ်လပ်တဲ့အမျိုးသမီးတယောက်သူကသူဘသူနဲ့ပဲယူယူလေဒါကျမတို့ဘာပြောကြရလို့လဲဒါသူ့ဘဝနဲ့သူလေသူစိတ်ချမ်းသာတာသူလုပ်မှလေ ဟုတ်လားသူ့ဘဝနဲ့သူလေကျမတို့ကဘာမှဝေဖန်စရာမလိုဘူးကဲ့ရဲ့စရာလည်းမလိုရှုံချစရာလည်းမလိုဘူးဟုတ်တယ်လားလူဆိုတာလေအဲကျမတို့ဟိုတလောတော့ကလည်းပြောထားတယ်အဲညီမလေးတယောက်ကလေသူက single mom လေးဖြစ်လို့တဲ့မမရဲ့တဲ့သူ့ကို motivation speech လေးပြောပေးပါဆိုတော့ကျမပြောပြမယ်ကျမတို့တွေကအမျိုးသမီးတွေကလေကျမတို့အတွက် relationship တစ်ခုက toxic ဖြစ်တယ်ဆိုတော့ကျမတို့ကဖြတ်ချနိုင်ရတယ် လူဖြစ်ရမှာအများကြီးလူလောက်ရဖို့အများကြီးကြံသေးတယ်เนาะအဲ့တော့ကိုကလည်းကိုရဲ့ယက်တီမှုနဲ့ကိုဟာကိုစိတ်ချမ်းချမ်းတာတာနဲ့လူဖြစ်စဉ်ဘဝမှာနေနိုင်အောင်လို့မလို့ဒီ relationship တစ်ခုက toxic ဖြစ်နေတယ်ဆိုလို့ရှိရင်ကို့အတွက်ကျွန်တော်ရဲ့လူမှုအတိုင်းဝိုင်းကကြတော့ဘာဖြစ်လဲဆိုတော့မြန်မာကာချားကကြတော့တစ်ခုလန့်မဟုတ်ဆုံးမ အဲဆိုလို့ရှိရင်အရန်ကဲ့ရဲ့တယ်နော်အရန်ကဲ့ရဲ့တယ်အရန်သွေးတို့စမ်းကျင်တယ်အရန်အချင်းမြင်သိနေလောက်ချင်တယ်ဘာလို့ဆရာလို့လဲနော်ဟိုဒီယောက်ျားမကောင်းမှု ကို့အပေါ်မှာမကောင်းမှု ကို့အတွက်အစိတ်တောက်ဖြစ်စေတယ်ကို့ဘဝအတွက်အနှောက်အယှက်ဖြစ်စေတယ်ကို့ဘဝအတွက်အဲဝင်တော့ဝင်ဖို့ဖြစ်စေတယ်ဆိုရင်မပောင်းမှုလေကို့ကိုလည်းရှာမကြွေးဘူးကို့ကိုလည်းလောက်ကင်မကြွေးမွေးဘူးကိုကလည်းစိတ်ဆင်းရဲနေရမယ်ဘာဖြစ်လဲမပောင်းမှုကွာပလိုက်တယ်နိ ကောင်းမယ်ထင်လို့ယူခဲ့ကြတယ်ချစ်လို့မလို့ယူခဲ့ကြတယ်ဒါပေမဲ့ချစ်ချင်းမြတ်တာမဖြစ်ဘဲနဲ့ toxic ဖြစ်တယ်ဘာဖြစ်လဲကွာရှင်းလိုက်တယ်ကွာရှင်းလိုက်တဲ့မိန်းမတယောက်ကဇာတိတာပြတ်ပြားသွားတာလားမဟုတ်ဘူးလေဟုတ်လားအဲ့တော့ပြင်ပကသူတွေကကိုမသိတဲ့ situation တခုကိုမသိတဲ့ condition တခုသူများရဲ့ family ကိစ္စတွေမှာကွာလိုက်တယ်အိမ်အောင်တခုကွာလိုက်တယ်ဆိုတာနဲ့အမျိုးသမီးကမကောင်းတော့ဘူးလားဟုတ်လားအဲ့တော့အမျိုးသမီးတွေမှာလည်းရွေးချယ်ပိုင်ခွင့်ရှိရလေဘာဖြစ်လဲကွာလိုက်တော့ ကွာလိုက်တာနဲ့ဒီမျိုးသမီးကဇာတိတာမကောင်းတဲ့အမျိုးသမီးဖြစ်သွားရောလားကွာရှင်းပြီးရဲ့နောက်မှာသူကသူနောက်လင်မဲယူယူနောက်ထပ်ရီးစားပဲတွဲတွဲဘသူနဲ့ပဲတွဲတွဲသူရဲ့လွတ်လပ်ပိုင်ခွင့်မတွဲအောင်လို့ဥပဒေကန့်သက်ထားတာမရှိဘူးလေအဲ့တော့ဒီ relationship ကြီးဟာ toxic ဖြစ်နေရတာနဲ့ကိုယ့်အပေါ်မှာမကောင်းနေရတာနဲ့စိတ်ကြီးဆင်းရဲခြင်းကိုယ်ကြီးဆင်းရဲခြင်းနဲ့လက်တွဲသွားအောင်သူနဲ့ကိုယ်နဲ့ကျေးဇူးခံကျေးဇူးစားဘာမှမရှိဘူး လင်းမင်းအားဆိုတာစာချုပ်စာတမ်းအရာပေါင်းသိနေပြီမဲ့ဒဇိန်းနဲ့ရောက်ဘာကျေးဇူးကံကျေးဇူးဆောင်မှမရှိဘဲနဲ့ကိုဘုံဝါကြီးကိုဒုက္ခရောက်ခံပြီးတော့မှပေါင်းနေစရာအကြောင်းဘာမှမရှိဘူးဟုတ်လားကျွန်မပြောတာအဲ့တော့သူများကိုကျမတို့ကဘာမှဝေဖန်စရာမရှိဘူးဒီလိုခလေးမျိုးတွေကိုဘာမှကဲ့ရဲ့စရာလည်းမရှိဘူးဘာမှရှုံချစရာလည်းမရှိဘူးကြိုက်တဲ့လူနဲ့တွဲတွဲလို့ရတယ်ကြိုက်တဲ့လူနဲ့ထက်ယူယူလို့ရတယ်သူလွတ်လပ်တဲ့တရားအေးအိမ်အောင်ရှိရတာနဲ့ဖောက်ပြန်တာမင်းမဟုတ်ရင်ပြီးတာပဲလေ ဟုတ်တယ်လားအဲ့တော့ကျွန်တော်တို့မြန်မာလူမှုအတိုင်းဝိုင်းကလေ single mom နေအဲ့မြန်မာလူပဲပြောကြဆိုတခုလက်ဆိုရင်ကဲ့ရဲ့ခြင်းအမလီဒီနေနဲ့ကွဲထားတာအမလီဘလို့ဖြစ်ထားတာဘာဖြစ်လဲလင်းနဲ့ကွဲတော့မကောင်းတဲ့ကောင်မျိုးကွဲပြစ်တာဘာဖြစ်လဲမကောင်းတဲ့ကောင်မျိုးဘာကိစ္စနဲ့တဘဝလုံးကြီးပေးဆက်ပြီးတော့မှပေါင်းသိနေစရာအကြောင်းရှိလဲဟုတ်လား ဲ့တော့ကျမတို့မြန်မာလူမှုအတိုင်းဝိုင်းတိတ်ဆိုးတယ်နော်သူတို့မပေါင်းရတိုင်းနေနော်အိမ်အောင်ခွဲတဲ့အမျိုးသမီးလေးတွေကိုအယံကိုနှိမ်ချတယ်အယံကိုကဲ့ရဲ့တယ်အယံကိုရှုံချတယ်မကြောက်နဲ့နော်မကြောက်နဲ့ကိုဘုံကတလန်းကိုဘုံရဲ့စိတ်ချမ်းသာမှုမှန်ကန်တဲ့ရွေးချယ်မှုတွေကိုရဲရဲဝံ့ဝံ့နဲ့ရွေးချယ်ကြခယူးမဆိုင်နဲ့ပဝင်းကျင်ကထင်းင်းကျွေးနေတာမဟုတ်ဘူးဟုတ်လားအိမ်အောင်ခွေးနဲ့မိန်းမတိုင်းကအပြစ်ရှိတာမဟုတ်ဘူးလေ အိမ်နောက်ခွဲတဲ့မိန်းမတိုင်းကဇာတိပြပြပြားနေတာမဟုတ်ဘူးလေသူကလည်းသူ့အကြောင်းရင်းနေနဲ့သူသိရှိတယ်လေမိန်းမတယောက်ကအိမ်နောက်တစ်ခုကို꿰ဖို့အတွက်တော်ယုံနဲ့မဆုံးဖြတ်ကြတာမဆုံးဖြတ်တတ်ကြပါဘူးဟုတ်တယ်လားမဖြစ်နိုင်လို့အာကြီးလို့ဒါရင်ဒီလို relationship မျိုးကိုဖြတ်တောက်ပြတာအဲ့ဒါကိုဘာကိစ္စနဲ့ဒီလိုအမျိုးသမီးတွေတစ်ခုလက်အမျိုးသမီးတွေကိုအမလီဇာတိတပြက်ပြားတဲ့အမျိုးသမီးတွေလိုမျိုးပဲပြောဆိုရမှာလေရှင်တို့ကျေးဇူးဘယ်နဲ့ပြားမြန်ရှိလို့လဲဒီအမျိုးသမီးတွေကိုရှင်တို့ကပြောဆိုဆုံးမအောင်တရားသူကြီးတွေလား ပြောသူ့ဘဝသူ့ရွေးချယ်ပိုင်ခွင့်သူ့ရဲ့လွတ်လပ်ပိုင်ခွင့်အဲ့တော့မကောင်းတဲ့ relationship ကိုကြုံတွေ့နေရတယ်ဆိုရင်အမျိုးသမီးလေးတွေတတ်တိရှိကိုဘဝအတွက်ရင်းရင်းဝင်းဝင်းပဲအေး single mind ဖြစ်သွားပြီနော်ခုနကလိုမျိုးပေါ့အိမ်အောင်ခွဲဖြစ်သွားပြီတခုလက်ဖြစ်သွားပြီဘဝကြီးမှာချစ်ချင်းမြတ်တာဆိုတာထက်ရှိလာနိုင်သေးတာပဲလေ ို့ပေါ်ကောင်းတဲ့သူထပ်ပြီးတွေ့လာနိုင်သေးတာပဲလေဟုတ်လားအဲ့တော့ဒီယောက်ျားနဲ့ क्वे ပြီးသွားတာနဲ့ပဲအချစ်တရားတည်ဆုံသွားလိုက်ရမှာလားမြေမြုပ်ပစ်လိုက်ရမှာလားနောက်ထပ်ယောက်ျားထပ်ယူလို့မရဘူးလားကို့ပေါ်ကောင်းတဲ့သူနဲ့လက်တွဲမယ်လေဘာဖြစ်လဲအပြစ်လားအလားနော်ပြီးရင်လူတွေရှိသေးတယ်အဲ့လိုမျိုးတွေမှာပြန်တွေ့လို့ရှိလို့ရှိရင်နောက်ကျောင်းလန်တာ နောက်ကျောင်းလှန်တာနောက်ကျောင်းလှန်တာလက်ရှိဘဝကိုပဲလက်ရှိပြစ်ဆုံးပံကိုပဲ appreciate လုပ်ပါညီလန်ပြီးတော့မှသူကလက်ရှိဘသူရဲ့မိန်းမဒါမျိုးဖြစ်ရမယ်လေဟေးရင်တော့ကလေသူကဘသူရဲ့မိန်းမကိုကိုေးသွားတာလေသူကပြောစရာမလိုအဲ့ဒါမနာလို့စိတ်အဲ့ဒါအငုံစိတ်အဲ့ဒါတိုက်ခိုက်တာကျမတို့မြန်မာလူမျိုးတွေရဲ့အကျင့်စရိုက်ပြီးတော့ဒီ relationship ဟာသူ့ဘဝအတွက် ဒီလူ ਨੇ ဘာမှမတတ်ဆိုင်တော့ဘူးအဲ့တော့သူ့ဘဝကိုပြောရင်သူ့လက်ရှိဘဝကိုပဲပြောပြီးခင်တဲ့ဘဝကိုပြောစရာအကြောင်းမရှိတော့ဘူးဒါပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကအရင်သူများဘဝကိုအရင်အဲ့လိုမျိုးချီးကျောက်ရင်သူအရင်လုပ်တယ်အရင်နှိမ့်ကြတယ်နော်အရင်အထင်သေးစရာကောင်းတယ်အရင်အောက်တန်းကြတယ်အဲ့တော့အမျိုးသမီးလေးတွေရီးစားဘဝလည်းဒီလိုပဲနော်လင်းမယားဘဝလည်းဒီလိုပဲ ကိုယ့်အတွက် toxic ဖြစ်စေတယ်ကိုယ့်အတွက် anti ရဖြစ်တယ်ကိုယ့်အတွက်စိတ်ကြီးဆင်းရဲခြင်းကိုယ်ကြီးဆင်းရဲခြင်းနဲ့ဖြစ်တယ်ကိုယ့်အတွက်ဝင်တော့ဝင်ဖို့ဖြစ်စေတယ်ဆိုရင်ဆုံးဆုံးစစ်စစ် ဖြတ်ချလိုက်အဲ့လို relationship မျိုးကိုတတိရှိရှိနဲ့ဖြတ်ချပလိုက်ပဝင်းကျင်ကတခုလက်လို့ပြောမှလားပဝင်းကျင်ကငှောက်ကိုကဲ့ရဲ့မှလားတလင်ကွာလို့ပြောမှလားအဲ့ပဝင်းကျင်ကထမင်းကျွေးနေလို့လားစိတ်ဆင်းရဲတာကိုအဲ့ပဝင်းကျင်ကလာပြီးမျှဝေခံစားပေးလို့လားကိုယ့်ရဲ့ဒုက္ခတွေကိုအဲ့ပဝင်းကျင်ကလာပြီးတော့မှကူပေးကယ်ပေးလို့လား ကိုပဲခံရတာကိုအเจ้าကိုအတီဆုံးဂယုမဆိုင်နဲ့အဲ့တော့အဲ့လိုကဲ့ရတဲ့ပဝင်းကျင်ကသူတွေကိုလည်းကျမကပြောချင်တာကရှင်တို့ရဲ့ဘဝမဟုတ်ဘူးရှင်တို့ရဲ့ဆွေမျိုးမဟုတ်ဘူး ရှင်တို့ခံစားရတဲ့ပြဿနာတွေမဟုတ်ဘူးအဲ့တော့သူများကိုသွားပြီးတော့မှတခုလက်မလိုတလင်ကွာမလိုဆိုတာပြီးတော့မှကဲ့ရဲ့ရှုံချအောင်တခုလက်မတိုင်းတလင်ကွာမတိုင်းကဇာရိတပြက်ပြားလိုတခုလက်ရတာတလင်ကွာရတာမျိုးမဟုတ်ဘူးသူ့ဘဝသူ့အကြောင်းနဲ့မိန်းမတိုင်းဟာတခုလက်တလင်ကွာဘယ်သူမှမဖြစ်ချင်ဘူးမဖြစ်နိုင်တော့တဲ့အစုံးမလို့ဒီလိုဘဝမျိုးကိုရွေးချယ်ရတဲ့အမျိုးသမီးလေးတွေကိုစာနာပါလို့ပဲပြောချင်တယ်နော်ဟုတ်ပြီလားအဲ့တော့ ်မြမလေးတွေလည်းအားငယ်စရာလည်းမလိုဘူးတိမ်ငယ်စရာလည်းမလိုဘူးကိုဘုံအတွက်အစိတ်တောင်ဖြစ်စေတဲ့ကောင်းတွေကိုဝင်တော့ဝင်ဖို့ဖြစ်စေမှန်းတည်ရဲ့ဆိုရင်လမ်းခွဲမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်စောစောစီစီလမ်းလာခွဲလာကိုဘုံကစောစောစီစီလွတ်မြောက်တယ်နော်